ရုပ်အလောင်းနေရဗျာဟိုပြောပြောရက်ဆရာမြင်ရက်ဆရာမရှိဘူးပေါ့နော်အပိုင်းပိုင်းအပြက်ပြက်တွေဖြစ်ကုန်တဲ့နေထားပေါ့နော်မင်းတို့တွေဝစ်လိုက်အောင်ပါမင်းတို့တွေမမှန်ရန်လှုပ်ခဲ့တဲ့ပြည်သူတွေအခုတေသွားတဲ့ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့အနေထားနဲ့ကိုစိုးတဲ့ဟာတွေမင်းတို့ခံစားရအောင်ပါမင်းတို့ကလည်းတော်တော်မတ်ရိုင်းနေကောင်းတယ် လာပါဒီကနေ့ကတော့အော်တိုဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့ကတော့ဒါကျွန်တော်မနေ့ကဖြစ်သွားတဲ့အကြောင်းအရာပေါ့ဗျာစစ်ကောင်စီဟာတရင်ကျူလာပြနေမှာပေါ့နော်လူမဆန်တဲ့လှုပ်ရက်ကိုလှုပ်သွားတဲ့အထက်ဒါတကယ်ကိုပေါ့နော်တရင်ကျူလာပြနေကရုပ်ဆိုးကြီးတန်လှပါတယ်ပေါ့နော်အဲ့ဒါကမုံရမြို့နယ်နဲ့ဒါချောင်းမြို့နယ်ကြားကပေါ့နော်ကြွာကြေးရတခုမှာဒါစီမီပူဇော်နေတဲ့ဒါပြည်သူတွေကိုပေါ့နော်ရဲဆက်ဆက်ဒါပါရာမိုတာနဲ့တက်ပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားခဲ့တယ် ဒါပါရာမိုနယ်တက်တက်လာတဲ့ချိန်မှာဘုံနှလုံးကျဲချတဲ့အတွက်ပေါ့နော်ရုပ်အလောင်းနေရဗျဟို ပြောပြောရစရာမြင်ရစရာမရှိဘူးပေါ့နော် အပိုင်းပိုင်းအပြက်ပြက်တွေဖြစ်ကုန်တဲ့နေသားပေါ့နော်ဒါကလေးငယ်တယောက်ဆိုလဲဒါဘိုက်ပါပွင့်ပြီးတော့ဥပါထွက်နေတဲ့နေသားပြီးရင်အမျိုးသမီးပြက်နေတယ်ပေါ့နော်အမျိုးသမီးတယောက်ရဲ့ဒါခြေတော့ပေါ့နော်အာဒါတွေတော်တော်ကိုပြမမရရင်လိုရက်ကိုလှုပ်သွားတဲ့កောင်းနေပေါ့နော်အဲအဲ့ဟာကိုမြင်ရတော့ အားလုံးကစိတ်ထိခိုက်ဝမ်းနဲ့ကြေကွဲရတယ်ဗောဗျာအဲ့တော့ဒါဘလိုပဲဖြစ်ဖြစ်ဒါပြည်သူတွေကိုစစ်ကောင်စီကရန်သူလိုသဘောထားနေတယ်ဆိုတဲ့အကြောင်းကိုဒါသိစေချင်တယ်ဗောနော်အဲ့တော့တေဆုံးတာကဒါ10ဦးကျော်73ဦးရှိပြီဆိုပြီးတော့လေဒါမင်းညာကအချိန်နေထိသိရတယ်ဗောနော်အဲ့တော့ပြစ်စင်ဖြစ်သွားပြီးတဲ့အချိန်မှာအလောင်းတော်မှဒါကောက်လို့မနိုင်တဲ့အနေအထားမျိုးတွေထိဖြစ်သွားတယ်ဒါထိခိုက်သူအားလုံးဆိုရင်ဒီ90ကျော်လောက်တိရှိမယ်ဆိုပြီးတော့ဒါခံမှန်းရရတယ်ဗောနော်ညမောင်မောင်မဲမဲဒါအလင်းအောင်မရှိတဲ့အခြေအနေမျိုးမှာဖြစ်တဲ့အတွက်ဗောနော်ဒီလိုမျိုး ဒါတိုက်ခိုက်ခံရတဲ့အခါကျတော့စီဂျီဘိုးအတွက်တရားစာခက်ခဲတာတွေရှိတော့ဗျာအဲ့တော့အရေးအတွက်ကိုမက်ဆီစစ်နိုင်တဲ့အနေထားမျိုးဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့တော့အဲ့ထဲမှာဒါကလင်းငယ်တွေအများပြပါတာဗောနော်အဲဆိုကျွန်တော်ဒီလိုမျိုးဒါသတင်းကြိုလာပိညတော့ဘာလို့ဆိုရဲဟာကဟိုကောင်းမှုကုသိုလ်တွေလုပ်ကြတယ်စီမီပူဇော်ကြတယ်အဲကလင်းငယ်တွေဆိုရင်ဒါသတင်းကြိုဆိုရင်ဒါမိဘုံလေးတွေအဲစီမီပူဇော်တာလေးတွေမိဘုံလေးတွေတွန်းတွန်းတာလေးတွေအဲဆွဲတာလေးတွေမိမိဘုံပြန်လွှတ်တာလေးတွေဗောနော်ဒါမိယူမိပန်းလွှတ်တာလေးတွေ ဒါမျိုးပုံစံမျိုးတွေနဲ့ဒါအပျော်ရှာတဲ့အရွယ်ပေါ့ဗျာအဲ့ကြအဲ့လိုဟာမျိုးကအခုဆိုရင်တော့ဒါဘိုင်းမိုင်းဆဆဖြစ်သွားတဲ့အနေအထားမျိုးတိရောက်သွားတယ်ပေါ့နော်ဒါဟာစစ်ကောင်စီရဲ့လူမဆန်တဲ့လှုပ်ရက်ဆိုတာကိုအားလုံးသိစေချင်တယ်ပြီးတော့ဒီဥစ္စာတွေကိုမျက်မျက်သိအောင်ဖြန့်ပြီးကြစေချင်တယ်ပေါ့နော်အဲစစ်ကောင်စီကပါဇက်ကနေတာဖျားဖျားလှုပ်နေတာပေါ့နော်ဒါမြေပြင်မှာတော့ဒါပြည်သူတွေကိုရရက်ဆက်ဆက်ကိုဘုံကျက်တက်ဖြတ်နေတဲ့အနေအထား အဲ့တော့ပြီးရင်ဒီလိုမျိုးလှုပ်ဖို့အတွက်အမိန့်ပေးစေခိုင်းတဲ့ကောင်တွေရောတကယ်လိုက်လုပ်ခဲ့တဲ့ကောင်တွေရောကျွန်တော်တော်တော်လေးကိုယုံရှာမုန်းနေတယ်ပေါ့နော်ဒီပရာမိုတာနဲ့တက်ပြီးတော့ကြည့်တဲ့အခါမှာလူကိုယ်တိုင်းပါတယ်အဲ့လိုလူကိုယ်တိုင်းပါရဲ့သားနဲ့အောက်မှာဘလို့ပုံစံမျိုးဘလို့အခြေအနေမျိုးဆိုတာကိုဒီကောင်တွေသုံးသပ်နိုင်တယ်ဗျာဒီကောင်တွေအမှန်ကိုမြင်နိုင်တယ်ဗျာဆိုတာကအောက်မှာရှိနေတဲ့ဟာကသူတို့ကိုဒုက္ခပေးမဲ့အနေပေးမဲ့ PDF တက်ဖွဲ့တွေမဟုတ်ဘူးဆိုတဲ့ဟာကိုကြည့်ယုံနဲ့သိတယ်ဗျာဒီလိုမျိုးအနေထားနဲ့ဗျာကျွန်တော်ပြောချင်တာကဗျာ ဒီလိုမျိုးစီမီပူဇော်ပါတယ်ဆိုမှတော့ဗျာ PDF ကလုံမလားကျွန်တော်ပြောစစ်ကောင်စီရဲ့လေကြောင်းအန်ရီတွေဒီလောက်ရှိနေပါတယ်ဆိုရဲအနေထားမှာ PDF ကစီအေးအသေးသေးမရှိဘဲနဲ့ဒီလိုပုံစံမျိုးတွေလက်လွတ်စပယ်လုံပါမလားဒီလိုမျိုးလုံတယ်ဆိုကနေကပြည်သူလူထုဆိုတဲ့ဟာကိုဒီကောင်နေတိကိုတိတယ်တိရဲ့သားနဲ့အခုလိုရုတ်ရုတ်မှမှမမှန်ရန်ရန်လုံတာပေါ့နော်အဲ့ဒါကြီးကလက်ခံနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ဒီကောင်နေရဲ့မိသားစုတွေကစဒီဝစ်ကြွေးတွေပြန်ပြီးခံရမင်းတို့တွေဝစ်လိုက်အောင်ပါမင်းတို့တွေမမှန်ရန်လုံခဲ့တဲ့ပြည်သူတွေအခုတေဝါတဲ့ ုပ်ပြဆင်းပြဖြစ်သွားတဲ့အနေထားနဲ့ကိုစိုးတဲ့ဟာတွေမနှုတ်ခံစားရအောင်ပါမြို့ကောင်နဲ့တော်တော်မိုက်ရိုင်းတဲ့ကောင်တွေပေါ့နော်အဲ့တော့ဒါကတော့ဒါစစ်ကောင်စီကတော့သိရတိုင်းပဲသူရဲ့လှုပ်ရက်တွေကလူမဆန်တဲ့လှုပ်ရက်တွေဖြစ်တဲ့အတွက်ပြောစရာစကားမဲ့တယ်ပေါ့နော်အဲ့တော့ဒီဒီလိုမျိုးလှုပ်ပြီးရဲ့ချိန်မှာကိုပဲထပ်ပြီးတော့ဗာတိရာသေးလဲဆိုတော့ဒီကယ်ဆယ်ရေးလှုပ်နိုင်တဲ့နေရာတွေကဆက်ထပ်ပြီးတော့ဒါဒီကြောင်းတိုက်ခိုက်မှုတွေလှုပ်တယ်ဆိုပြီးတော့လည်းသိရဟာတော်တော်ကိုလွန်လွန်ကျွကျွဖြစ်သွားပြီအဲ့ဒါကြတော့အတော်လိုင်းတစ်ဖွဲ့တွေလည်းမဟုတ်ဘူးဒီလိုမျိုးတိုက်ခိုက်ပြီးတဲ့ချိန်မှာပြည်သူတွေထိခိုက်သွားတယ်တိုက်ဆုံးသွားတယ် ဒါတွေကိုကယ်ဆယ်ဖို့အတွက်ပေါ့နော်အချို့တန်ရပြင်းထန်တဲ့သူတွေပါမယ်ဗျာဒီလိုဟာမျိုးတွေကိုကယ်ဆယ်ပြီးတော့ဈေးုံဈေးကန်ပို့ဖို့ကုသဖို့အတွက်လှုပ်ကြတဲ့ဟာကိုတော့မှထပ်ပြီးတော့ဒုက္ခပေးဖို့ရည်ရွယ်တယ်ဆိုတော့မင်းတို့ကလူမဟုတ်တော့ဘူးမင်းတို့ကတတော်ကိုမရိုင်းဆုပ်ပဲသွားပြီမင်းတို့တိတ်ဆန်ထက်အကြောင်းဆိုးသွားပြီပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီကမရိုင်းဆုပ်ပဲတဲ့ဟာတွေကတော့ဒါသူတို့တွေဒါစက်တိုက်ကိုလုံနေဦးမှာပဲပေါ့နော်အဲ့တော့တေဆုံးသွားတဲ့သူတွေဆိုရင်ဘလို့ဖြစ်သွားမှန်းတော့သူတို့ကိုသူတို့တိလိုက်မှာမဟုတ်ဘူးပေါ့နော်ဟို ဘဝပြောင်းသွားတဲ့ဟာတော့မှချက်ချင်းလည်းငယ်ဘလို့ဖြစ်သွားမှန်းတော့တို့သိလိုက်မှာမဟုတ်ဘူး။မယိုင်းစုပ်ပဲလေဗျာ။အဲပြီးတော့ဒါစစ်ကောင်စီကပြောထားမြောင်းလန်ကရှိတယ်။မလို့ရဲတာဘာမှမရှိဘူးဆိုပြီးတော့ပြောသွားရှိ။အဲ့ဒီစကားကိုကျွန်တော်တို့ဒါတော်လန်ပြည်သူတွေရောတော်လန်ရေးတပ်ဖွဲ့တွေရောစစ်ကောင်စီကိုထောက်ခံတဲ့သူရောဂျားနေဆိုတဲ့သူတွေရောအကုန်လုံးကဂယုဆိုင်ရမယ့်အနေထားမျိုးလို့ဒါကျွန်တော်ပြောရတော့မှာပေါ့နော်။အဓိကတော့ဒါမြောင်းလန်ကအဆိုးဆုံးအာဏာရှင်ဖြစ်တယ်လို့မင်းအွန်လိုင်းရဲ့လက်ပါစီဆိုတဲ့ကောင်တွေကလည်းဒါအဆိုးရွားဆုံးပါနော်လူဝန်ဆောင်တဲ့လောက်ရက်တွေကိုအဆိုးရွားဆုံးလုပ်နေတဲ့ ဒါလဘစီတွေလို့အမှန်ရင်းဆုံးလဘစီတွေလို့ပဲဒါကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့မင်းတို့တွေဒီလောက်ရက်တွေကိုလုတ်ပြီးတဲ့အခါမှာဒီရလက်တွေထွက်လာလိမ့်မယ်သတင်းတွေတက်လာလိမ့်မယ်အဲ့လိုတက်လာတဲ့အခါကျတော့မင်းတို့လုတ်လိုက်တဲ့လောက်ရက်တွေကမှားသွားပါလားဆိုတဲ့အတွေးလေးများမင်းတို့ခေါင်းထဲမှာမရောက်ဘူးလားမင်းတို့ရဲ့မိသားစုတွေကဟာဒီလိုမျိုးလုတ်လိုက်တာငါတို့ရဲ့သားသမီးတွေကတကယ်ကိုလူတက်ကောင်တွေဖြစ်နေပြီလားဆိုတဲ့အတွေးမျိုးမင်းတို့မိသားစုတွေခေါင်းထဲမှာရောမရောက်ဘူးလားပေါ့နော်ဒါတွေလည်းမေးခွန်းထုတ်စရာဖြစ်တယ် ါမဲ့ဒီကောင်တွေကလူမဆန်တာဖြစ်တဲ့အတွက်ဒါလည်းမင်းနေလို့တော့အပူပဲပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒေါ်လန်ပြည်သူအနေနဲ့ဘာကူမှမပေါ်ဆသင့်ပါဘူးပြီးတော့ဒီဥစ္စာနဲ့ပတ်သက်လို့ဒါမီးတပိတ်လုတ်တယ်ဆိုပြီးတော့လည်းဒါတိရတာရှိတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကလည်းအခုချိန်မှာစင်ကျင်သင့်တယ်လို့တော့ဒါသုံးသက်သူတွေကပြောကြတယ်ပေါ့နော်စစ်ကောင်စီကနင်းနေညံ့ညပေါ့နော်လူကြီးတိတ်တဲ့အချိန်တွေလူတွေဒါအကောင်းမွန်စွာအိမ်မောကြနေတဲ့အချိန်တွေမှာတော့မှပဲအလင့်ငိုက်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်နေတာပေါ့နော်ဒီလိုမျိုးပေါ်ပေါ်တင်တင်ပုံစံမျိုးတွေဒါသိမယ်ဆိုရင် စစ်ကောင်စီကအခုလိုမျိုးပဲရက်ဆက်တဲ့လုပ်ငန်းတွေကိုလုပ်လိမ့်မယ်လို့ဒါပြောကြရတယ်ပေါ့နော်အဲ့တော့ကျတော့ဒါတွေကိုလည်းသတိထားကြစေချင်တယ်စင်ကျင်ကြစေချင်တယ်မလို့ရတာဘာမှမရှိဘူးလို့ပြောထားတဲ့ဒီဒေါင်းစားရဲ့စကားကိုလည်းမမေ့စေချင်ဘူးပါဗျာဒါကျွန်တော်မမှန်ရင်ပြောလိုက်တာပေါ့နော်အဲ့တော့ခွင့်လို့ပါအဲ့တော့ဒါသတင်းညွှန်ကြားကတော့လုံးဝကိုအကြီးတန်းတဲ့ဖြစ်ရဆိုရင်းနဲ့ဒါပြည်သူတွေကမှတ်မိနေလိမ့်မယ်ပေါ့နော်အဲ့ဒါကိုမင်းတို့စစ်ကောင်စီဘက်ကကောင်းနေလဲမှတ်ထားမင်းတို့ကောင်တွေမေးမေးပြီးရိုက်ရမှာမိတဲ့ခါကျရင်ပေါ့နော် နောက်တစ်ခုကဒါရှမ်းပြည်နယ်မြောက်ပိုင်းဒါကြောင်မဲကိုတင်းပြီးတဲ့အချိန်မှာစစ်ကောင်စီကတီဘောကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာတယ်။နမ်ဒူကိုလည်းလှုပ်တယ်။ဒီလိုအခါကြီးရက်ကြီးတွေမှာတော့မှပဲလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ဆိုးရွားစွာလုပ်နေတာလည်းရှိတယ်ပေါ့နော်။အဲ့တော့အော်တိုဘာ၂ရက်နေ့နဲ့၄ရက်နေ့တွေမှာဒါဇက်တိုက်လုပ်ခဲ့တယ်။ဒါ၄ရက်နေ့မှာဆိုရင်တရက်ထဲနဲ့၃ချိန်တော့မှကျဲချခဲ့တဲ့ပုံစံမျိုးတွေသိရတယ်။အဲ့တော့တော်တော်ကိုမှိုင်းရိုင်းနေဆိုတဲ့ပုံစံမျိုးပေါ့နော်။ဒါပြင်ဒါကြောင်မဲရပြီးတဲ့အချိန်မှာ စာကဆက်နှစ်ဒါတမမှုပေါ့နော်အဲဒါဘုံကျုပ်သူရဇော်လင်ဆိုးဒီကောင်းကိုလည်းဒါတီဘောကိုတိုက်ဖို့အတွက်ပေါ့နော်ထိုးစစ်ဆင်ဖို့အတွက်တာဝန်ပေးထားပြီဆိုပြီးတော့ဒါကျွန်တော်တို့တွေတရင်နေမှာတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့အခုလိုဒီတိုက်ဖို့အတွက်တေးကြသလောက်ရှိတဲ့မြို့ကိုဒါအခုဆိုရင်လေးချောင်းတိုက်ခိုက်မှုတွေစပြီးတော့လှုပ်လာနေပြီအဲ့တော့ကျွန်တော်တို့တွေရှေ့မှာဒီလိုမျိုးလှုပ်ခဲ့တဲ့မြို့တွေလည်းရှိတယ်အဲ့တော့ကျွန်တော်အဲ့ဒီကနေပြီးတော့ကျွန်တော်အကောင်းဆုံးသင်ခန်းစာတွေယူနိုင်ဖို့လိုတယ်အာရှေ့မှာလည်းဒီလိုမျိုးဖြစ်ခဲ့တာပဲဒါမထူးဆန်းတော့ပါမဟုတ်ဘူး စစ်ကောင်စီကဒီနယ်မြေတွေကိုအရယူဖို့စ조사လိုက်မယ်ဒီနယ်မြေတွေရသွားပြီဆိုတဲ့ခါကျရင်လမ်းကြောင်းတွေပွင့်သွားမယ်အခြားတော်လိုင်းတပ်ဖွဲ့တွေအတွက်ကဆချင်းချောင်းမှုတွေဖိအားတွေဖြစ်လာစေလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးတွေဒါစစ်ကောင်စီပြန်ပြီးတော့မရယူနိုင်ဖို့အတွက်ကိုဘာတွေလုပ်ကြမလဲဒါဒါတွေကအရင်အရေးကြီးပါတယ်တကယ်ကိုစနေကပေးဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့လေပြည်သူကိုဒုက္ခပေးမနေတော့နဲ့ပေါ့နော်ဒါကလည်းဒါဒါလွန်လွန်ကျွကျွပြောရခြင်းဖြစ်ပါတယ်ပေါ့နော်နောက်တော့ ။ဒါပြောချင်တာကနောင်ချိုနဲ့ကြောက်မဲကိုတိုက်တဲ့အချိန်မှာတုန်းကလေဒီပုံစံမျိုးပဲသူတို့လုပ်ခဲ့တာပေါ့နော်။ရုရှားတို့တရုတ်တို့ဒါအိန္ဒိယတို့ပေါ့နော်။အဲဒီလိုမျိုးသူနဲ့ပဏံသင့်တဲ့နိုင်ငံတွေစီကနေပြီးတော့နှီးပညာတွေယူတယ်။စုံစမ်းထောက်လှမ်းရေးနဲ့ပတ်သက်တဲ့နှီးပညာတွေလည်းပါမှာပဲ။အဲ့လိုမျိုးဒါနိပညာအကူအညီတွေယူပြီးတဲ့ခါကျရင်ဒါတော်လိုင်းတပ်ဖွဲ့တွေရဲ့အရေးကြီးတဲ့နေရာမျိုးတွေကိုစုံစမ်းထောက်လှမ်းမယ်၊ကင်းထောက်မယ်၊ထောက်လှမ်းနှီးမျိုးစုံတဲ့ပေါ့ဗျာ၊သတင်းရယူတဲ့အပိုင်းတွေကိုလှုပ်မယ် ဒါရှိမှလည်းဒီလိုမျိုးပုံစံမျိုးတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုဒါကြောင်မဲမြို့မှာပေါ့နော် TNL ကဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီရဲ့အသွင်ယူထားတဲ့သတင်းပေးတွေသတင်းယူတဲ့ကောင်တွေကိုကြည့်ရင်သိတာစီတယ်ဒီလိုမျိုးဒါသူတို့နှီးမျိုးစုံနဲ့ယူနေတယ်ဆိုတဲ့အထက်မှာအမျိုးစုံတရုတ်ဆောင်ညတတိသေးကြွယ်ပုံစံမျိုးတွေပါတယ်လုပ်ငန်းရှင်ပုံစံမျိုးတွေပါတယ်ပြီးရင်သံတောင်းစားပုံစံမျိုးစီရဆသူတို့တွေဒါအသွင်ယူကြတယ်ပြီးရင်ဈေးတဲ့ဟန်ဆောင်တာတွေရှိမယ်ဒါရင်မောင်းပုံစံမျိုးတွေခီးသွွားပုံစံမျိုးတွေ ကားသမားပုံစံမျိုးတွေကစားအသွင်ယူပြီးတော့တရင်ယူခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့တော့အဲ့လိုတရင်ယူတဲ့ဟာကလည်းဒါတော်လိုင်းတက်ဖွဲ့တွေရလှုံရှားသွားလာမှုတွေအ धिक နေရာတွေကိုကဲမှုနေရာတွေဒါမျိုးနေရာတွေပေါ့နော်အချက်ချကြတဲ့နေရာတွေဒီတိုက်ပွဲတိုက်ဖို့အတွက်တော်လိုင်းတက်ဖွဲ့တွေဘက်ကအရေးကြီးပါတယ်ဆိုတဲ့နေရာမျိုးတွေကိုတရင်ရယူထောက်လန်းပြီးတော့စစ်ကောင်စီကိုတရင်ပေးမယ်ပြီးတာနဲ့လေချောင်းတိုက်ခိုက်မှုတွေလှုပ်ဖို့အတွက်ဖြစ်တယ်ဒါကတော့ရှင်းပါတယ်ပေါ့နော်လေချောင်းတိုက်ခိုက်မှုလှုပ်ဖို့အတွက်ပဲအခုလိုတရင်ယူနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အတွင်းကနေပြီးတော့သိရရချင်းပါ ဲ့ဟာတွေကိုသတိပေးတာမျိုးတွေတင်ပြတာတွေကျွန်တော်တို့လုပ်ခဲ့ပူးတယ်ပေါ့နော်အဲ့တော့အဲဥစားတွေတိုင်းမဲ့စစ်ကောင်စီကအောက်ချင်မှာဒါမြေပြင်မှာတသွေမသိမ်းလိုက်ပြီးတော့လုံနေတာပေါ့နော်အဲ့တော့ဒီလိုမျိုးကြိုတင်ပြီးတော့ဒါလေချောင်းတိုက်ခိုက်မှုလုပ်တဲ့ဟာတွေကစစ်ကောင်စီအတွက်ထိရောက်မှုရှိတယ်ဗျဒီရလက်တွေကပေါ့နော်သူတို့တွေကတောင်းလျှောက်ကြည့်နေတာကြည့်ပြီးတော့ဒီလိုတိုက်ခိုက်မှုတွေကနေပြီးတော့သူတို့ဘာတွေပြန်ပြီးတော့ပြင်ဆင်ရမလဲဆိုတဲ့အကြောင်းတွေကိုအရင်ဆုံးသူတို့လုံလောက်ဆောင်နေကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးကြိုတင်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေကိုသူတို့ကရလက်တွေကိုပြန်ကြည့်ဒီနေရာကိုထိလာဒီနေရာကနေပြီးတော့ဘာအတန်ထွက်တယ်လဲ အဆိုလိုတာကကျွန်တော်သတင်းတွေတက်တယ်လေကြောင်းတိုက်ခိုက်မှုပြီးရင်တော့ဒါသတင်းကတက်တယ်ဒီဟာကဖုံးလို့လည်းမရဘူးထိန်းလို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုထိခိုက်တာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးတိုက်ခိုက်ပြီးသွားပြီဆိုတဲ့အခါမှာဘယ်နေရာကိုထိသွားတယ်ဘယ်မြို့ကိုကျဲသွားတယ်ဘယ်ရွာမှာတော့ဒါဘယ်ဘယ်ထဲကိုကျသွားတယ်ဆိုတဲ့ဟာမျိုးပြီးရင်ဒါရဲသားပြည်သူဘလောက်ထိခိုက်သွားတယ်ဘလောက်တေဆုံးသွားတယ်ဒါခုနသတင်းလို့ပေါ့ဗျာဒါစစ်ကောင်စီကပါရာမူတာနဲ့လာကျဲသွားတယ်ဒါကလေးငယ်အပါဝင်ပေါ့နော်73ဦးတေဆုံးတယ်အပိုင်းပိုင်းပြည့်ဖြစ်သွားတယ် ပြီးရင်အဲ့နေရာမှာထိခိုက်တဲ့ဒါအယောက်90ကျော်လောက်ရှိတယ်ဆိုတဲ့သတင်းမျိုးအဲ့ဟာကတက်ကိုတက်တယ်အတက်ပြီဆိုတဲ့အခါမှာဒီကောင်လေးကတွက်ချက်တယ်အဲ့တော့ငါတို့ရတဲ့သတင်းတွေကမှန်လားငါတို့ခုကြဲချလိုက်တဲ့နေရာကငါတို့ကိုပေးတဲ့သတင်းတွေနဲ့ကိုက်ညီမှုရှိရဲ့လားအဲ့လိုပုံစံမျိုးတွေဒီကောင်လေးကတိုက်ဆိုင်ပြီးတော့စစ်ဆေးလို့ရတယ်ပြီးတော့ဒါတက်ဖွဲ့တွေအပေါ်မှာပြည်သူလူထုရဲ့အမုန်းတရားတွေကြောက်ရွံ့သွားအောင်လုပ်တာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ဒီတက်ဖွဲ့တွေအခုလိုမျိုးဒီနေရာမှာရှိနေသေးသေးဒီလိုတိုက်ခိုက်မှုတွေ လောက်ခံနေရမှာပဲဆိုတော့အတိတွေကိုပြည်သူရဲ့အုံနောက်ထဲကိုရိုက်သွင်းတာပြည်သူရဲ့ကောင်းတဲ့ကိုရိုက်သွင်းတာဗောနော်အဲ့တော့ဂျားနေဆိုတဲ့သူတွေဒေါ်လန်ရေးကိုအားပေးပါတယ်ဆိုတဲ့သူတွေကတော့ဒါတွေကိုနားလည်နေတယ်အဲ့တော့ဒေါ်လန်ရေးကိုအားပေးပါတယ်ဆိုတဲ့ဒေါ်လန်ပြည်သူတွေကတော့ဒီလိုမျိုးလောက်ရက်တွေဒီလိုမျိုးအခြေအနေတွေကိုနားလည်နေတယ်ဒါပေမဲ့ဒီဒေါ်လန်ရေးကငါနဲ့မဆိုင်ပါဘူးအဲဒီဒေါ်လန်ရေးကသူ့ဘာသူဘလို့ပဲဖြစ်ဖြစ်ငါကတော့ငါအလုပ်ကိုပဲငါလုပ်ရမှာငါလုံးမငါစားရမှာဆိုတဲ့သူတွေလည်းရှိတယ်အဲအဲ့လိုမျိုးလူတွေကကြတော့ခုနလိုအမြင်နေမြင်နေတယ် အဲ့ဒါပါလဲဆိုတော့သူတို့ရဲ့စီးပွားရေးတွေလုံးလုံးမရဘူးရှင်သန်ရက်ဒီရက်အတွက်ခက်ခဲလိမ့်မယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီတော်လိုင်းတက်ဖွဲ့တွေဒီမျိုးထဲမှာရှိနေတယ်ဆိုရင်ဒီနေရာတွေကိုထိမ့်ချုပ်ထားတယ်ဆိုရင်ငါတို့ရဲ့ဒါပြည်သူတွေထိခိုက်နေလိမ့်မယ်ငါတို့ရဲ့လုပ်ငန်းတွေထိခိုက်လိမ့်မယ်အဲ့တော့မင်းတို့တွေမရှိမှအေးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါအပြစ်တွေမြင်လာနိုင်တယ်ဒါမျိုးဖြစ်ဖို့အတွက်လည်းစေကောင်စီကတမင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တယ်ပေါ့နော်အဲ့တော့ပြီးရင်ဒါဘုံမတွေရှိတယ်တက်ထောက်ခံတဲ့သူတွေရှိတယ်အဲ့လိုမျိုးလူတွေကကြတော့ဒီလိုမျိုးလှုပ်ရက်တွေကိုထောက်ခံကြတယ်ဖြစ်မှာပေါ့ဒိမ်မှာပေါ့ ီလိုမျိုးဒါတပုံတွေကိုလက်ခံထားတာကိုဆိုတဲ့ပုံစံမျိုးတွေနဲ့ပြစ်တင်ကြပြည်သူတည်တဲ့ဟာကိုသူတို့ဂရုမစိုက်ဘူးပြည်သူကိုတနာသလိုညာတာသလိုပုံစံမျိုးနဲ့တော်လိုင်းတက်ဖွဲ့တွေနဲ့ပြည်သူနဲ့ကြားတဲ့ကိုတွေးခွဲတယ်ဒါကတော့လုတ်ကိုလုတ်တယ်ဒါစစ်လော်ဘီတွေကိုကြိလိုက်ရင်ဒါတိကိုတိတာအာပြီးရင်အဲ့လိုမျိုးတည်သွားတဲ့ထဲမှာကလေးငယ်တွေပါတယ်ရက်သားတွေပါတယ်အဲ့လိုမျိုးဟာတွေဆိုလဲသူတို့ကလက်ခုတ်လက်ဝါးတီးတယ်ဗျာအဲ့ဒါကဘာလဲဆိုတော့ဒါကလည်းတပုံပဲဒီကလေးငယ်တွေကလည်းကြီးလိုက်ရင်တပုံဖြစ်မှာပဲ အခုကနေကအခုလိုမျိုးလက်ဆတုံးလိုက်နေတာပိုတော်မှကောင်းသေးတယ်ဆိုတဲ့အမြင်မျိုးတွေကအစားပြောတာဒီကောင်တွေကအဲ့လောက်ထိကိုမိုင်းရိုင်းဆုပ်ပဲ့တယ်ဗောနော်အဲ့တော့ကြတော့ဒါအုံနောက်ရှိတဲ့သူတွေတော်လိုင်းကြီးကိုထောက်ခံတဲ့သူတွေကတော့ဒီအမြင်မျိုးမရှိဘူးဆိုပေမဲ့ဂျားနေတို့တတ်ထောက်ခံတဲ့သူဆိုရင်တော့ဒီလိုပုံစံမျိုးတွေမြင်ကိုမြင်တတ်တယ်ဗောနော်အဲ့တော့အဲ့အမုံတရားတွေကိုလည်းတော်လိုင်းတက်ဖွဲ့တွေပေါ်ကြာရောက်အောင်စနစ်တကျနဲ့သူတို့ကတွေးခွဲထားတယ်ဗောနော်နောက်တစ်ခုကအဲ့လိုမျိုးပုံစံဖြစ်ဖို့အတွက်လည်းစနစ်ကျတွေးခွဲတွေးခွဲရဲဆိုတာရှိမှလည်းဒါဖြစ်စင်နေရှိလိမ့်မယ်ဗောနော်အဲဒါတော်လိုင်းတက်ဖွဲ့တွေကတခုခု ဒါလုတ်လိုက်တာဟိတ်ဒါဘာမဟုတ်လဲဒါတော်လိုင်းတက်ဖွဲ့ဝင်တွေကပေါ့နော်တယောက်ကောက်ကိုဖမ်းဆီးတယ်စစ်ကောင်စီရဲ့သတင်းပေးမှုလို့ဖမ်းဆီးတယ်ဒီလိုမျိုးဖမ်းဆီးတဲ့ဟာကိုသူတို့ဘက်ကဘာပြောလဲဆိုတော့အာပြည်သူကိုအပြစ်မဲ့ပြည်သူကိုအခုလိုမျိုးနှိပ်စက်တာတွေလုတ်တယ်သူတို့တောင်းတဲ့ပတ်စံမပေးလို့သူတို့တောင်းတဲ့ဆက်ချင်းမပေးလို့အခုလိုမျိုးပြည်သူကိုဖမ်းဆီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်တာမျိုးတွေလည်းလုတ်တယ်ဒါစနစ်တကျသွေးခွဲတာအဲ့လိုသွေးခွဲတဲ့အတွက်ပေါ့နော်တချို့ဒါရောင်ဝါဝါတော်လိုင်းအကြောင်းလည်းသေချာမသိဘူးဘလို့မှကိုစားရမယ်ဆိုတဲ့လူတွေပေါ့ဗျာတဲ့ပြောလိုက်တာအဲ့လိုမျိုးလူတွေကကြတော့ဟာ ဟုံများဟုတ်နေမလားဆိုတဲ့အတွေ့အကြုံတွေးသွားတယ်လေအဲ့တော့စစ်ကောင်စီကတပ်ဖက်လက်နဲ့ပေါ့နော်သူတို့ဘက်ကိုပါအောင်သူတို့ကိုအမြင်ကြည့်အောင်ဒလိုင်းတပ်ဖွဲ့တွေအပေါ်မှာအမြင်ဆောင်အောင်ညီမျိုးစုံနဲ့တွေးခွဲရုံမာနေတာရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီအချိန်မှာအရန်ရင်ကြည့်တယ်တွေးမကွဲဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီလိုမျိုးကြိုတင်ပြီးတော့ဒါသူတို့ရဲ့အဓိကနေရာတွေပေါ့နော်တပ်ဖက်တော်လိုင်းတပ်ဖွဲ့တွေရဲ့အဓိကနေရာတွေကိုသိရှိပြီးတော့ကြိုတင်ချေမှုန်းနိုင်တဲ့ခါကျတော့တပ်ဖွဲ့တွေအတွက်ပြင်ဆင်ခြင်းတွေပို့ပြီးတော့လိုအပ်လာတယ်အဲဆိုတာအဲသူတို့ရဲ့အဓိကနေရာကိုကြာသွားတယ်ပဲထားတော့ ကြာသွားပြီဆိုတာနဲ့ဒီနေရာမှာနေလို့မရတော့ဘူးဒီနေရာမှာအထိုင်ချထားတဲ့အလုပ်တွေကိုနောက်တနေရာကိုရွှေ့ပြောင်းဖို့အတွက်လုပ်ရတာတွေရှိတယ်။အာပြင်ဆင်နေတဲ့အပိုင်းတွေကိုပို့ပြီးတော့အချိန်ယူရတာတွေရှိသွားမယ်။အဲလိုရှိသွားတဲ့အမျှသူတို့ကမြေပြင်စစ်ကြောင်းတွေဝင်လာတဲ့အခါမှာတော်လိုင်းတက်ဖွဲ့တွေအထိုင်မကျနိုင်မဲနဲ့တိုက်ခိုက်ခံရတာမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်။ဒီလိုမျိုးကြီးရဲ့ချက်တွေနဲ့လေကြောင်းပုံးကျဲတိုက်ခိုက်တာမျိုးတွေကိုကြိုတင်ပြီးတော့ပြုလုပ်တယ်ဆိုပြီးတော့ဒါကျွန်တော်ကတော့ယူဆတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်ထပ်ပြီးတော့ပြောစရာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အဲ့လိုမျိုးစစ်ကောင်စီကပြုလုပ်ဖို့အတွက်ကိုပေါ့နော်။ ခဲယမ်းအင်အားလိုအပ်တယ်ဗျာလေရင်နဲ့ကျဲမယ်ဆိုလဲလေရင်ဘုံသီးလိုအပ်တယ်လက်နေကြီးပြစ်မယ်ဆိုလဲလက်နေကြီးဘုံသီးလိုအပ်တယ်အမြောက်ပြစ်မယ်ဆိုလဲအမြောက်ဆန်လိုအပ်တယ်အမြောက်ဘုံသီးလိုအပ်တယ်အဲ့ကြောင့်အဲ့လိုခဲယမ်းတွေကိုပေါ်ပေါ်တည်တည်အသုံးပြုနိုင်ဖို့အတွက်ကဒီကပ္ပဆာတွေအဆက်မပြတ်လေပတ်နေဖို့လိုတယ်သူကကပ္ပဆာဆက်ယုံ25ယုံရှိတယ်အဲ့25ယုံကအခုထိလေပတ်နေတော့မယ်ပေါ့နော်လီတာစကန်ဌာနချုပ်တွေသူတို့တွေလုံခြုံအောင်ထားနိုင်ဖို့လိုအပ်တယ်အဲ့လီတာစကန်ဌာနချုပ်တွေကလည်းအခုထိဒါလုံခြုံနေတော့မယ်လို့ပြောလို့ရတယ် အခုချိန်ထိသူတို့တွေလေရင်တွေအတက်ဆင်းလုံနိုင်နေတော့မယ်အခုချိန်ထိဒါဒေါ်လိုင်းတက်ဖွဲ့တွေရှိတဲ့နေရာဒေါ်လန်ပြည်သူတွေရှိတဲ့နေရာပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာအဲသူတို့ရဲ့တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေကိုလေရင်တွေတောင်းလျှောက်တက်ဆင်းပြီးတော့လေချောင်းပိုးချက်တိုက်ခိုက်မှုတွေပြစ်ကူပေးမှုတွေတောင်းလျှောက်လုံနိုင်နေတော့မယ်ပေါ့နော်အဲကျတော့တချို့ဒါကျွန်တော်အခြေအနေတွေသိရလိမ့်မယ်ပေါ့နော်ဒီနေ့ထုတ်တဲ့ခဲရန်ဒီနေ့တိုက်ပွဲထဲမှာစစ်ကောင်စီကတုံးနေရပြီဆိုပြီးတော့ပြောကြတာရှိတယ်ဒါတွေကအခြေအနေအမှန်ပဲ ဟုတ်တယ်ဆွဲကောင်းစီအခုဒါကာပါစာတွေကနေထုတ်လိုက်တဲ့ဒီလထုတ်တဲ့ခဲရန်ကဒီလတိုက်ပွဲထဲမှာတုံးနေရပြီဒါတွေကသူ့ဘက်သူဘလို့ပဲတုံးနေရပြီပဲပြောပြောအခုချိန်ထိတုံးတုံးလို့ရနေတုံးမယ်သူအစင်ပြေနေတုံးမယ်လို့ပြောရဟုတ်တယ်သူ့ဘက်သူဒီနေ့ထုတ်တဲ့ဟာပဲဖြစ်ဖြစ်မနေ့ကထုတ်တဲ့ဟာပဲဖြစ်ဖြစ်လက်ရှိချိန်ထိသူကတုံးနိုင်နေတုံးမယ်ဒါကိုကြည့်ချင်းအဖြစ်ပေါ့နော်သူတို့ရဲ့ကာပါစာတွေကလက်ပတ်နေတုံးမယ်လို့ဒါကျွန်တော်ပြောရမယ်ပေါ့နော်အဲ့တော့ဖောဖောတီတီတုံးခွင့်မရအောင်ဒီကာပါစာတွေလေတက်တွေကိုကျွန်တော်တို့အချိန်ကညှို့မှုတွေနဲ့ပေါင်းစည်းမှုတွေနဲ့ အားနေတော့အောင်လုပ်ဖို့အတွက်အရေးကြီးလာနေတယ်ဗောနော်အဲ့တော့ချုပ်ကပါစာတွေကချင်းချောက်ခံနေရပြီဆိုပေမဲ့လက်ပတ်နေတော့မယ်ကပါစာ6လို့ဟာမျိုးကိုကြည့်သူတို့ ਨੇ အနည်းဆုံးအနေအားမှာဒါအာခတ်တတော် A နဲ့ PDF တက်ဖွဲ့တွေရောက်နေတယ်ဒါ6မိုင်9မိုင်လောက်ပဲကောက်ဝေးတဲ့အနေထားမျိုးတွေမှာရောက်နေပြီးတော့တချို့ရက်တွေမှာဆိုရင်ဒီကပါစာတွေမှာရှိတဲ့ဗောနော်ဘန်ဂါမျိုးတွေကအစအာခတ်တတော် A နဲ့ဒါဘူပေါင်း PDF တက်ဖွဲ့တွေကလက်နေကြီးနဲ့ပြစ်ခတ်တာမျိုးတွေလောက်ခံနေရပြီဒါတော့မှပဲဒီကပါစာ6ထဲမှာဆက်ပြီးတော့ဒီဆက်ရန်နီးယားတွေကလက်ပတ်နေတော့မယ် ထုတ်လုပ်မှုတွေကိုဆက်ပြီးတော့လုပ်နေတော့မယ်အဲ့တော့ကျတော့သူ့ဘာသူဘလောက်ပဲဒါအချင်းနေဆိုးနေတယ်လို့ပဲပြောပြောဒီဒီလိုအပ်တဲ့လုပ်ငန်းတွေကိုသူကဇက်တိုက် run နိုင်နေတော့မယ်လို့ဒါပြောရမယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ latest ပေါ့နော် latest တွေလေးရင်းနေ data scan တွေကိုသူအခုထိကောင်းကောင်းအသုံးပြုနိုင်နေတော့မယ်လေးရင်းနေအတက်ဆင်းအခုထိကောင်းကောင်းလုပ်နိုင်နေတော့မယ်တော်လိုင်းတက်ဖွဲ့တွေရှိတဲ့နေရာမျိုးတွေမှာလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပေးနိုင်နေတော့မယ်ပြစ်ကူတွေဇက်တိုက်ပေးနိုင်နေတော့မယ်ပေါ့နော်အဲ့တော့အဲ့လိုနေရာမျိုးတွေကိုရောင်းတက်ဖွဲ့တွေလှုပ်ဖို့ခက်ခဲနေတဲ့အနေအထားရှိတယ်အဲ့တော့ ဒီဒေါ်လာရင်းကတော့ဒါမရှိတဲ့ဟာကိုရှိအောင်လုပ်ရတာပဲမဖြစ်နိုင်တဲ့ဟာကိုဖြစ်နိုင်အောင်လုပ်ရတာပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်နက်ခဲယံရှိမှမရှိတာစပြီးတော့တိုက်တဲ့ချိန်မှာအဲအဲ့လိုပဲမရရအောင်ဘလို့လုပ်မလဲဆိုတော့နီလန်းမျိုးတွေနဲ့စခဲ့ကြတာဒီနေ့ဒီချိန်ထိဒီခီးကိုပေါက်လာခဲ့ပြီပေါ့နော်အဲ့တော့လေတက်နဲ့ပတ်သက်လို့လေဟုတ်တယ်လေတက်တွေကမျိုးတွေရဲ့အလဲဘိုးနေရာမျိုးတွေဝင်ထွက်ခက်တဲ့နေရာမျိုးတွေတက်တွေခြံရံထားတဲ့နေရာမျိုးတွေမှာပဲတိဆောက်ထားတာများတယ်အဲ့တော့အနည်းဆုံးကြည့်မယ်ဆိုရင်ဒါတောင်ကူလိုနေရာမျိုးအခွင့်ရေးရတယ်ပေါ့နော် အခြားနေရာတွေတက်ဆရင်ဒီနေရာတွေကအခွင့်အရေးဒါပေမဲ့လည်းအဲ့လိုနေရာမျိုးကိုတောင်မှပဲဒါ short ride တုံးနဲ့တရားခွင်မမဒါဒုံးနေနေပဲပြစ်နိုင်တဲ့အနေထားပဲရှိသေးတယ်ဝင်းရောက်စီးနှင်းတိုက်ခိုက်တာမျိုးတွေလုံးနိုင်ဖို့အတွက်မလွယ်ကူသေးဘူးညီပင်ချင်းနေရလည်းဒါမလွယ်ကူသေးဘူးဘာဖြစ်လို့လဲဆိုတော့အဲ့တက်တွေကိုဒါဝင်းရံချန်ရံထားတဲ့တိုင်းတမတွေပြီးရင်ချင်းနေချင်းပြန်တရင်ထာနာကျုပ်တွေအများကြီးရှိသေးတယ်အဲ့ဟာတွေအများကြီးကိုဒါဖျက်ကျော်ရအောင်ပါဗောနော်အဲ့တော့စီးနှင်းတိုက်ခိုက်နိုင်ပြီးတော့ဒီနေရာတွေကိုဖျက်ဆီးနိုင်မှပဲအဲ့နေရာတွေကအားနည်းမှာ ဒီလိုမျိုးသွားပြီးတော့တိုက်ခိုက်နေတဲ့အခါတွေကကံအားလျော်စွာဒါလေးရင်ပေါ်ကြရတယ်ဟေးကွဲတယ်ဟေးဆိုရင်တော့လေဒါတမျိုးပေါ့နော်ဒါတော့မှပဲသူကဒီလေတက်စကန်းမှာရှိတဲ့လေရင်တက်တက်ကြသွားတဲ့လေရင်ကိုဆုံးရှုံးတာလောက်ပဲရှိမှာဒီလေတက်စကန်းကိုအသုံးပြုလို့မရနိုင်လောက်တဲ့အထိတော့ဖြစ်သွားမှာမဟုတ်ဘူးအဲ့လိုမျိုးဖြစ်ဖို့အတွက်ကလည်းဒါတော်လိုင်းတက်ဖွဲ့တွေဒီတက်ပို့ပြီးတော့ပေါ့နော်ဝင်ရောက်စီးနေတိုက်ခိုက်နေတာမျိုးတွေအထိလုံနိုင်တဲ့အခြေအနေမျိုးရောက်မှာပဲဒီလေတက်စကန်းတွေကိုအသုံးပြုလို့မရပါဘူး ဒါတော့မှပဲစစ်ကောင်စီကလေတပ်စကန်တစ်ခုလည်းရှိတာမဟုတ်ဘူး။ကပ္ပဆာတစ်ခုလည်းရှိတာမဟုတ်ဘူး။ပြီးရင်မကွေးတိုင်းထဲမှာကြည့်ပဲကပ္ပဆာရှိတာမဟုတ်ဘူး။ပဲခူးမှာရှိတယ်၊နေပြည်တော်မှာရှိတယ်၊ရန်ကုန်မှာရှိတယ်။အားပြီးရင်တောင်ဝမ်းမှာရှိပဲဒါလေတပ်စကန်ရှိတာမဟုတ်ဘူး။ရန်ကုန်မန္တလေးအားအစုံပဲနေရာစုံမှာဒါလေတပ်စကန်တွေလှုပ်ထားတာရှိတယ်ပေါ့နော်။အဲ့တော့ကြတော့ကျွန်တော်ကဒီနေရာတွေကိုဒါစစ်ကောင်စီကလုံးဝသူ့ရဲ့အာသာချက်အဖြစ်သုံးပြုနေတယ်ဆိုတာကိုကျွန်တော်တိလဲတိထားတယ်တိလဲတိနေပြီအဲ့လိုတိတဲ့အတွက်ရန်သူ့ရဲ့အာသာချက်ကိုကျွန်တော်တို့ချိနေသွားအောင်အားနေသွားအောင်လုပ်ဖို့အတွက်ဆိုရင် မလွယ်ကူမှန်းတော့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပေါင်းစည်းပြီးတော့လုပ်ရင်မရဘူးလားအချိန်ကညီညွတ်ပြီးတော့လုပ်ရင်မရဘူးလားနီးလန်းနေရှာလို့မရဘူးလားဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့လုပ်ဖို့လိုအပ်တယ်ပေါ့နော်မြေပြင်မှာတိုက်နေတာကတော့တကြောင်ထားပါတော့တပိုင်းပေါ့နော်အဲ့ဒါကတော့ဒါထိုးလာတဲ့စစ်ကြောင်းတွေရှိတယ်ဒီစစ်ကြောင်းတွေကိုလည်းမတိုက်လို့မရဘူးတိုက်ရမယ်အပြည့်အရှိဆက်ပြီးတော့တိုးနိုင်မှုအတွက်လုံနေတာတွေရှိတယ်။နေမြေတွေချဲ့တွင်နေတာတွေရှိတယ်။ဒါတွေကလည်းမလုပ်ရဘူးမဟုတ်ဘူးလုပ်ရမယ်ပေါ့နော်။အဲ့လိုလုပ်တဲ့ခါတိုင်းမှာလာလာပြီးတော့ဒုက္ခပေးနေတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကဒီချိန်မှာ နောက်ထပ်စစ်စင်ရေးတရက်တစ်ဖွဲ့ပေါ့နော်ဒါပေါင်းစည်းပြီးတော့လှုပ်ဆောင်မှုတင့်တယ်ဆိုတဲ့ဟာလေဒါကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ဒါကာပါဆာတွေကနေပြီးတော့ဒီနေ့ထုတ်တဲ့ခဲရန်နေဒီနေ့တိုက်ပွဲထဲမှာသုံးနေရပြီဆိုတဲ့ဒီအကြောင်းအရာမျိုးဒါကိုကျွန်တော်တို့သိလဲသိတယ်ဒါပေမဲ့အဲ့နာမှာတွေရက်တက်နေလို့မရဘူးပေါ့နော်ပြီးတော့ကြတော့လီတာစကန်တွေကိုရှော့လိုက်တုံးနဲ့ဘယ်နှလုံးနဲ့ပြစ်လိုက်တယ်ဘယ်နေရာတွေကိုကြောက်ရောက်ပောက်ကွဲပြီးတော့လူပဏျောက်သေးတယ်လင်းရင်ဘလို့ပျက်စီးထိခိုက်သွားတယ်ဆိုတော့ တတိနေနဲ့တင်ကျွန်တော်တို့ဒါဂျင်းနဲ့အားရနေလို့မရတော့ဘူးဆိုတဲ့အကြောင်းကိုလည်းပြောချင်တယ်စစ်ကောင်စီကဒီလက်နက်တခဲရန်တွေကိုအသုံးပြုပြီးတော့ပြည်သူတွေကအဆဒါရန်သူတပွဲဒါတိုက်ခိုက်လာနေတာတွေတက်ဖြက်လာနေတာတွေကမနှဲတော့ဘူးပေါ့နော်တောက်လျှောက်ဆိုသလိုကိုဖြစ်လာနေတယ်အဲ့တော့ဒီဟာတွေရော့ပါအောင်ပေါ့နော်ရန်သူရဲ့အားသာချက်ကိုအားနည်းသွားအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲပြီးရင်ကျွန်တော်တို့ရဲ့အားသာချက်တွေဘာတွေရှိလဲရန်သူအကြောက်ဆုံးကဘာလဲဒါတွေသိဖို့လိုပါတယ်ရန်သူအကြောက်ဆုံးကကျွန်တော်တို့စီးလုံးသွားမှာအကြောက်ဆုံးပဲကျွန်တော်တို့အတွက်အခက်အခဲဆုံးကလည်းအဲ့ဒါဖြစ် ။အဲကြအဲ့ပိုင်းနေမှာကျွန်တော်တို့ဒါဥဆောင်တဲ့သူတွေအနေနဲ့ဒီအခြေအနေကတကယ့်ကိုအရေးကြီးအရေးပေါ်ကာလဖြစ်လာနေပြီဖြစ်တဲ့အတွက်ပေါ့နော်။စူးစီးညီညွတ်စွာနဲ့ပေါင်းစည်းပြီးတော့လှုပ်ဆောင်ကြမယ်ဆိုရင်ဒါကောင်းမွန်တဲ့ရလဒ်တွေထွက်မယ်လို့လည်းယူဆပါတယ်ပေါ့နော်။ရောကြတာဒါလေးလည်းအကြံပြုတင်ပြခြင်းနဲ့အခုဆိုရင်ရန်သူကသူ့ရဲ့အာသာချက်ကိုဇက်တိုက်အသုံးပြုတယ်သူဆုံးရှုံးထားတဲ့နေမြေတွေကိုဒီလေချောင်းကိုပဲအားကိုးပြီးတော့သူလုံနေတယ်အခုဒါနမ်ဒူဒါပြီးရင်ဒါတီဘော အပြင်မိုးကုတ်ဒါမျိုးနေရာမျိုးတွေကိုလေကြောင်းအကျိုးတိုက်ခိုက်မှုတွေလှုပ်လာပြီးအဲ့လိုလှုပ်ပြီးတာနဲ့ drone လက်နက်ကြီးအမြောက်ဟောဝေဇာတင့်တန်ရက်ကအကုန်လုံးလာမှာမြေပြင်စစ်ကြောင်းအကုန်ပါမှာအဲ့လိုပုံစံမျိုးနဲ့လာတဲ့ခါကျရင်ကျွန်တော်တပ်ဖွဲ့တွေအသေးအံပြန်ပြီးတော့တိုက်ပွဲဝင်ရအောင်မှာဖြစ်တယ် အဲ့တော့အဲ့လိုမျိုးသူ့မှာရှိတဲ့အာသာချက်တွေကိုသူအသေးအံထုတ်သုံးနေတဲ့အချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့အာသာချက်တွေကိုဖော်ထုတ်ပြီးတော့ကျွန်တော်တို့ကောင်းကောင်းအသုံးပြုနိုင်ဖို့လိုအပ်တယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်။ဒါပြင်အခုစစ်ကောင်စီကမိုးကုတ်ပေါ့နော်။အဲ့တော့ကြောင်မဲရသွားပြီးတဲ့အချိန်မှာတီဘောကိုဥတီနေတာရှိသလိုမိုးကုတ်ကိုလည်းသူတို့အစာပြိုးနေပြီလို့ဒါပြောလို့ရတယ်ပေါ့နော်။မိုးကုတ်မြို့ကိုသွားတဲ့လမ်းကြောင်းတွေမှာလည်းဒါစစ်ကြောင်းထိုးတာတွေအင်အားဖြန့်ခွဲတာတွေလှုပ်လာနေတယ်။ဒီလိုလှုပ်ဆောင်လာတာတွေဖြစ်တဲ့အတွက်ပေါ့နော်မြေပြင်မှာတိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်။အဲကြောင်မဲသိမ်းပြီးတဲ့နောက်မှာနောင်ချိုမှာရှိတဲ့စစ်ကြောင်း ဒီစစ်ကြောင်းတွေကိုဒါနောင်ချိုမြို့နယ်နဲ့မိုင်းလုံမြို့နယ်အဆက်ကပန်းခါချောင်းဒေသတစ်ဝိုက်ကိုဒါစစ်ကောင်စီကစစ်ကြောင်းတွေထိုးလာလို့ TNL နဲ့တိုက်ပွဲတွေဆက်ပြီးတော့ဖြစ်ပွားနေပြီဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကတော့သူရဲ့စစ်ကြောင်းတွေကိုဆက်ပြီးတော့ဒါဥတီနေတဲ့မြို့တွေကတော့တဖြည်းဖြည်းနဲ့များလာပြီပေါ့နော်ဒါအပြင်ဒါတပိတ်ချင်းကတရက73ဒီတရက73လို့ပြောတဲ့အမှတ်73တမ်းတော့တမ်းမြင့်၄ချင်းတင်တန်းကြောင်း ဒီတညာညောင်းကိုဒါအခြေပြုထားတဲ့စစ်ကြောင်းတွေကလည်းတပိတ်ချင်းပတ်ချလည်နဲ့ဒါမိုးကုတ်လမ်းပိုင်းတွေကိုစစ်ကြောင်းတွေထိုးလာလို့ဒလိုင်းတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိလာနေပြီ။တိုက်ပွဲတွေချို့နေရာတွေမှာပြင်းထန်တဲ့ချို့ရက်တွေမှာပြင်းပြင်းထန်ထန်ဖြစ်ပွားလို့နှစ်ပတ်ထိကြာဆုံးမှုတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အဲတော့ကျွန်တော်ဘလိုပဲဖြစ်ဖြစ်စစ်ကောင်စီဟာကြောင်မဲရသွားပြီးတဲ့နောက်ပိုင်းမှာဒီတိုင်းရက်နေမှာမဟုတ်ပါဘူး။သူ့ဘက်သူသဘောတူထားသည်ပဲဖြစ်ဖြစ်ဒါပြီးရင်ဘလိုပဲတောင်းထားသည်ပဲဖြစ်ဖြစ်ပေါ့နော်။တိုက်ပြီးမှရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ဖန်တီးကျင်တာဖြစ်တဲ့အတွက် သူ့ရဲ့တပ်ဖွဲ့တွေကိုလည်းသူစည်းသေးမှာဖြစ်သလိုပေါ့နော်အပြည်သူတွေကိုလည်းသူဇက်တိုက်ဒုက္ခပေးဖို့မှာဖြစ်တယ်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ပေါ့နော်အဲဒီအခြေအနေတွေကိုဒီအကြောင်းချင်းရာတွေကိုကြိုတင်တွက်ဆပြီးတော့လုံသိမ်းလုံထိုက်တာတွေလုပ်ထားကြဖို့အရန်ရည်ကြီးပါလေနောက်တစ်ခုကဒါဂရီနီပြည်နယ်လွိုက်ကောဒီမိုဆိုဖရူဆိုဖဲခိုးဒီနေရာတွေမှာလည်းတိုက်ပွဲတွေဇက်တိုက်ကိုဖြစ်ပွားနေတယ်နေ့စဉ်နဲ့မြန်တိုက်ပွဲတွေရှိတယ်ကျွန်တော်အဆက်အသွယ်ရတဲ့ခါတိုင်းမှာပေါ့နော်ဒီတပ်ဖွဲ့တွေအနေနဲ့ ဒါစစ်ကောင်စီကဘလို့တွေစစ်ကြောင်းထိုးတယ်ဘလို့တွေကင်းမုံဝစ်တယ်အတော်လိုင်းတက်ဖွဲ့တွေလှုပ်ရှားတဲ့အခါတိုင်းမှာဘလို့မျိုးထိထွေးမှုတွေဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေကတောက်လျှောက်ဆိုသလိုဒါကြားသိနေရတယ်ဗောနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတာဖြစ်တဲ့အတွက်အိုက်ဘက်ဒေသမှာရှိတဲ့တက်ဖွဲ့တွေအနေနဲ့လည်းလိုအပ်ချက်တွေအများကြီးရှိပါတယ်စစ်ကောင်စီဟာဒီမော့ဆိုဖရူဆိုလမ်းမကြီးတချောက်မှာဗောနော်တိုက်ပွဲတွေနေ့စဉ်ပေါ်ဆောင်နေပြီးတော့အဲဒါဒီရက်ထဲမှာဆိုရင်စစ်ကောင်စီဘက်ကအရာရှိအပါအဝင်ဗောနော်စစ်သားတွေတော်တော်များများထိခိုက်တိုက်ဆုံတာတွေဖြစ်သွားသလို စစ်ကားတစည်းကိုလည်းဒေါ်လိုင်းတပ်ဖွဲ့တွေဘက်ကဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲနောက်တစ်ခုကဒါဗီဒီယိုဖိုင်လေးတစ်ခုတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ဒါ PNO နဲ့စစ်ကောင်စီနဲ့ဗောနော်ပူးပေါင်းပြီးတော့သူတို့စစ်ကြောင်းထိုးနေတဲ့အချိန်မှာတိုက်ပွဲတိုက်ပွဲဖြစ်ပွားနေတဲ့အတော်အတွင်းမှာကိုပဲဗောနော်ဒီစစ်သားကဗောနော်စစ်ကောင်စီစစ်သားက PNO ကိုအဲသူကအားပေးနေရနှစ်သိမ့်နေရပါဘောနော်တိုက်ပွဲဖြစ်ပွားနေစဉ်အတော်အတွင်းမှာကိုပဲအားပေးနေရပါဘောနော်ဟဲ့အောင်ငါတို့က ီလိုမျိုးအလုပ်တွေကိုလှုပ်ကိုလှုပ်ရမှာဒါငါတို့လှုပ်တဲ့အလုပ်ကမြင့်မြတ်တဲ့အလုပ်ဖြစ်တယ်အဲအဲ့လိုပြောတာနော်သူတို့လှုပ်နေတဲ့အလုပ်ကမြင့်မြတ်တဲ့အလုပ်ဖြစ်တယ်ပြည်သူကိုတတ်တဲ့အလုပ်ကိုသူတို့ကမြင့်မြတ်တဲ့အလုပ်လို့ကိုယူဆထားတာပေါ့နော်ဒီပြည်သူတွေကသူတို့တက်ကိုတက်တင်နေတယ်ဆိုတော့ပြည်သူတွေလို့သူတို့ကယူဆထားမှုရတယ်အဲ့ကြအဲ့လိုမျိုးပုံစံမျိုးနဲ့သူကတိုက်ပွဲထဲမှာပြောနေနေငါတို့ဂုံယူလိုက်ပေါ့နော်အခုလိုမျိုးအလုပ်တွေကိုလှုပ်နေနေထိခိုက်သွားတာရှိနေမှာပေါ့နော်သူတို့ဘက်ကလည်းတည်မှာပဲငါတို့ဘက်ကလည်းတည်မှာပဲပေါ့နော်အဲ့တော့တကယ်လို့တည်သွားတယ်ဆိုရင်တော့မှဂုံယူလိုက်ဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့ဒါ PNO စစ်သားကို ပြောနေတာတွေ့ကြရပါတော့။အဲဒါကြတော့စစ်ကောင်စီဘက်ကဒီလိုမျိုးဝါရမိုင်းတွေကဘလောက်တောင်မှရိုက်သွင်းခံထားရသလဲ။ပြီးရင်ဒီလိုမျိုးဝါရမိုင်းရိုက်သွင်းခံထားရတဲ့ကောင်တွေကဘလောက်တောင်ကြောက်စရာကောင်းသလဲဆိုတဲ့ဟာကိုထပ်ပြီးတော့ပြသနေတဲ့ဗီဒီယိုတစ်ခုလည်းဖြစ်တယ်ပေါ့နော်။အဓိကတော့စစ်ကောင်စီစစ်သားတွေကဝါရမိုင်းမိပြီးတော့သူတို့လုပ်နေတဲ့လုပ်ရက်တွေက အခုချိန်ဒီသူတို့ကမှန်နေတယ်လို့တွက်ဆနေပုံရတယ်တကယ်တော့သူတို့ရဲ့အခြေအနေအမှန်တွေကိုမသိဘဲနဲ့စစ်ကောင်စီစစ်သားတွေဟာအသိဉာဏ်နဲ့အမှောင်ဖုံးနေတယ်ဆိုတဲ့အကြောင်းကိုဒါထပ်ပြီးတော့မြင်သာစေတဲ့ဟာတစ်ခုပေါ့နော်အဲ့တော့အဲ့ဒီဗီဒီယိုကလည်း online မှာပြန့်နေနေတာရှိတယ်ပေါ့နော်အဲ့တော့ green ဘက်ကတိုက်ပွဲတွေမှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဘက်ကအထူးကြိုက်သိဆုံးနေလဲရှိသလိုပေါ့နော်အဲသူတို့ဘက်ကနေပြီးတော့ဒါလက်နက်ခဲယမ်းနဲ့အတူပေါ့နော်အလင်းဝင်လာတဲ့စစ်သားတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့သူတို့ဘက်ကအထိနာနေလို့ဒါအခုလိုမျိုးအလင်းဝင်လက်နက်ချတာ အဲသူတို့ဘက်ကသာအရေးတာနေတယ်ဆိုရင်ဒီကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးဖြစ်ဖို့အတွက်ကိုတော်လိုင်းတက်ဖွဲ့တွေကလည်းအပြင်းထန်တိုက်ပွဲဝင်ရအဲ့လိုတိုက်ပွဲဝင်ဖို့အတွက်လည်းလိုအပ်တဲ့လက်နက်ခရမ်းရိခါတွေကိုဒါပြည်သူတွေကကူညီပေးကြဖို့အရင်အရေးကြီးပါတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်စစ်ကောင်စီကဒီရက်ထဲမှာလည်းသူတို့လှုပ်ဆောင်ရမယ့်လှုပ်တွေကိုလှုပ်ဆောင်နေရန်သူကရန်သူပီတာတယ်ပေါ့နော်ပြည်သူတော့ဘာတော့ညာတော့မခွဲခြားတော့ဘဲနဲ့ပေါ့နော်အခုဆိုရင် အကုန်လုံးကိုရန်သူတပွဲသဘောထားပြီးတော့လိုက်လံပြီးတော့ဒါတက်ဖြတ်ရှင်းလင်းနေတာမျိုးတွေလုပ်နေတယ်။အဲတော့အဲ့လိုမျိုးလှုပ်ဆောင်နေတဲ့ကောင်တွေကိုလည်းသူတို့ရဲ့အလုပ်တွေဆက်ပြီးတော့လုပ်ခွင့်မရအောင်ပေါ့နော်။သူတို့တွေဒီမြေပေါ်မှာလုံးဝချုပ်ငိမ့်သွားအောင်ဒီစနစ်တွေလုံးဝပပျောက်သွားအောင်ဒီအာဏာရှင်တွေလုံးဝညီကုန်းချုပ်သွားအောင်ဒေါ်လန်တက်ဖွဲ့အနေနဲ့ရောဒေါ်လန်ပြည်သူတွေအနေနဲ့ရောဒီတက်ပို့ပြီးတော့စ조사ကြပါစို့လို့ဒီညကနေပြောချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။